မှာစနေသားသမီးတွေကနော်ကံစားတာအားကောင်းတဲ့နေ့ဖြစ်တယ်နော်။ပြန်ပြီးတော့ဒီ2024မှာအဆင်မပြေမှုတွေကို2025မှာပြန်ပြီးတော့နော်လက်မထောင်နိုင်တဲ့နှစ်လို့ပြောလို့ရတယ်။ဒါပေမဲ့လူတိုင်းတော့မထောင်နိုင်ဘူးပေါ့နော်။အတချို့စနေသားသမီးတွေကနော်ကံစားတာကဒီနေ့ပိုင်းထဲမှာအားကောင်းတဲ့နေ့ဖြစ်တာပေါ့2025မှာအားကောင်းတဲ့နေ့ဖြစ်တဲ့အတွက်ကိုစနေသားသမီးပြန်ပြီးလက်မထောင်တဲ့နှစ်လို့ပြောလို့ရတယ်နော်။အဲ့တော့ကံစားတာလက်ရှိနေထားတဲ့ပို့ပြီးတော့မြင့်တက်လာမယ်။ကံစားတာပြန်လဲက ောင်းကောင်းမွန်လာမခက်ခဲမှုတွေအစမပြေမှုတွေအရာရာလွတ်မြောက်လာလိမ့်မယ်နော်နာမည်ကုန်သတင်းတွေကြော်စောမယ်နာမည်ကောင်းရမယ်တိုးတက်အောင်မြင်မယ်လူထင်ကြီးချင်းခံရမယ်အနေထားမှာတော့ရှိတယ်နော်ဒီဒီနေ့ပိုင်းထဲမှာအများကျုပ်လုပ်ငန်းတွေမှာပါဝင်လုပ်ကြရတာမျိုးတွေကြုံရမယ်မိတ်ဆွေကောင်းတွေရရှိမယ်အစင်တန်းရှိသူတွေအကူအညီထောက်ပံ့ကောင်းတွေရရှိရမျိုးတွေကြုံမယ်လုံငန်းအဆင့်ပြောင်းလဲတိုးတက်လာတာမျိုးတွေရှိမယ်စိတ်ကူးကြံစီးတွေလည်းเนาะလက်တွေ့အကောင်နဲ့ပေါ်ချင်းဖြင့်အောင်မြင်နိုင်ပါတယ်တဲ့ เนาะအဲ့လိုမျိုးအဲ့တော့ဒီနေ့ပိုင်းထဲမှာနိုင်ငံခြားခင်းနဲ့ပတ်သက်တဲ့လုပ်ငန်းနိုင်ငံခြားအဲ့ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းလေးတွေဖက်ဆက်လုပ်ငန်းတွေအောင်မြင်စေမယ့်အနေထားမှာတော့ရှိရဲမိတ်ဆွေကောင်းတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိမယ်เนาะဆရာကောင်းသမားကောင်းတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိတာမျိုးတွေကြုံမယ်လုပ်ငန်းစီးပွားရေးပိုင်းမှာအရာရာအခက်အခဲလေးတွေကြုံတွေ့ပြီးမှအဆင်ပြေမယ်လွယ်လင်းတကူဖြစ်လာဖို့တော့အားနည်းတတ်တယ်တဲ့เนาะဒါပေမဲ့လည်းထိုခက်ခဲမှုတွေကိုကြော်လွားပြီးရင်အောင်မြင်နိုင်တဲ့အနေထားမှာတော့ရှိ ရပေါ့เนาะအဲ့တော့လက်ရှိနှစ်မှာလုပ်ငန်းတစ်တည်းစတင်ပြီးတော့เนาะအကောင့်တွေစဖော်မယ်ဆိုရင်လည်းလုံးလို့ရတဲ့အနေထားမှာတော့ရှိရပေါ့เนาะအဲ့လိုမျိုးအဲ့တော့ဒီနေ့ပိုင်းထဲမှာစက်တူရှယ်ယာလုပ်ငန်းလေးတွေလုပ်လို့ရတယ်เนาะစက်တူရှယ်ယာလုပ်ငန်းတွေအဆင်ပြေတယ်လုပ်မယ်ဆိုလုပ်လို့ရတယ်အဲ့တော့လုပ်ငန်းသစ်စတင်တာပဲဖြစ်ဖြစ်ဒီနှစ်တွင်းမှာအကျိုးပေးလုပ်ငန်းလေးတွေပြောပေးပါမယ် အဲ့တော့တာကြနယ်လုပ်ငန်းလေးတွေเนาะအင်္ဂါနယ်လုပ်ငန်းလေးတွေเนาะစနေနယ်လုပ်ငန်းလေးတွေเนาะအကျိုးပြုတယ်အဲ့တော့နောက်ပြီးတော့စာတာရင်းနယ်လုပ်ငန်းတွေเนาะကောင်းတယ်အဲ့တော့တာကြနယ်ဆိုတော့ဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းတွေသွတ်တန်တိလုပ်ငန်းတွေတတိယဝယ်ရေးလုပ်ငန်းတွေပေါ့เนาะအဲ့ဒီလုပ်ငန်းတွေနောက်စားတောက်ကုန်လုပ်ငန်းတွေစတိုးဆိုင်ဖွင့်တာဆန်စပါးအယောင်းဝယ်ဆန်စီဆေးအဲ့ဒီလုပ်ငန်းတွေပတ်သက်တာတွေပေါ့เนาะနောက်ပြီးတော့စတိုးဆိုင်လုပ်ငန်းတွေပေါ့ အဲ့ဒီအချိုးပြုရဲ့နောက်ထပ်အထယ်လိတ်လုပ်ငန်း density စဲနိပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့နော်နိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းတွေထမင်းဆိုင်ဖွင့်တာမျိုးတွေပေါ့အချိုးပြုတယ်ထိကန်လဲကောင်းမယ်နော်နောက်ထပ်ပြီးတော့ ပွဲရုံလုပ်ငန်းတွေပွဲစားလုပ်ငန်းတွေအတက်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့နော်မွေးမြူရေးလုပ်ငန်းတွေပန်းလုပ်ငန်းမုန့်လုပ်ငန်းတွေအကျိုးပြုတယ်ဒီလုပ်ငန်းတွေနဲ့ဒီနှစ်မှာစီးပွားရေးတွဲလောက်တာမျိုးဒီလုပ်ငန်းလုပ်နေတဲ့သူတွေလည်းအဆင်ပြေမယ်ပေါ့နော်အဲ့တော့စနေနံပစ္စည်းအင်ကာနံပစ္စည်းဂျာတာဘေးနံပစ္စည်းတွေလည်းဝင်နေမယ်အဲ့တော့ဂျာတာဘေးနဲ့ဆိုတာမြေဝင်လာတော့လကအမွေနဲ့ရရှိတော့ရရှိတာတော့လကပရိဘောကပစ္စည်းတွေဝင်လာတော့လကနော် ဝင်လာလိမ့်မယ်နောက်ထပ်ပြီးတော့ဆက်ပစ္စည်းတွေဝင်လာလိမ့်မယ်နော်ဆက်ပစ္စည်းဝင်လာတာမျိုးတွေရှိမယ်နော်နောက်ထပ်ပြီးတော့မိမိတို့အနေနဲ့နော်အထယ်လိတ်တို့နော်ထိဖနဲ့နိုင်ထယ်လိတ်တွေဝင်မယ်လူမျိုးခြားကူညီမှုတွေရရှိမယ်နော်ဒါတော့အဝင်ပစ္စည်းတွေပေါ့နော်အဲ့တော့ဒီလုပ်ငန်းလုပ်နေတဲ့သူတွေလည်းစီးပွားလက်လာပါတွေတိုးတက်လာတာမျိုးတွေကြုံမယ်။ရောင်းဝယ်လုပ်နေတဲ့သူတွေရောင်းအကောင်းမယ်။ နော်အခုပြောတဲ့လုပ်ငန်းလေးနဲ့တစ်ဖက်တစ်လမ်းတွဲလုံးနိုင်ပို့ပြီးအားကောင်းမယ်အမြန်ဆွနေရရှိမယ်လုပ်ငန်းပိုင်းတွေမှာတော့ပြန်ဆန်မှုတွေအများမယ်နော်တူလောင်ထားတဲ့ပစ္စည်းတွေအမြန်ဆွရတာမျိုးတွေကြုံမယ်နော်အဲ့တော့တူလောင်ထားတဲ့ပစ္စည်းတွေလည်းဒါစနေကြတာပရင်းနဲ့အင်္ဂါနဲ့တောက်ကြာနဲ့နေနဲ့တူလောင်တူလောင်ထားတဲ့ဆိုရင်အဲ့ဒီ ပစ္စည်းတွေကအမြန်ဆုံးရတာမျိုးတွေဖြစ်လာလိမ့်မယ်နော်အဲ့တော့ခရီးသွားလာရေးကိစ္စတွေလည်းအဆင်ပြေမဲ့နေထားမှာတွေ့ရတယ်နော်အဲ့တော့သွတ်တန်အစ်တွေလည်းဝင်လာတာမျိုးတွေကြုံရမယ်ကောင်းမှုလေးတွေလည်းပြုဝတ်တတ်တယ်နော်အဖို့တန်ပစ္စည်းလေးတွေဝင်လာမယ်ဒီနေ့မှာအဲ့တော့ရေတွင်းရေကန်တို့ရတာမျိုးလေးတွေလည်းရှိလာတတ်ပါတယ်တဲ့နော်ဒီနေ့ပိုင်းထဲမှာအလူမင်္ဂလာတွေလည်းပြုဝတ်တတ်ပါတယ်နော်အဲ့တော့ဒီနေ့ပိုင်းထဲမှာလည်းကိုကိုကိုအားကိုပါသူများအားမကိုနဲ့သူများအားကိုရင်ကိုယ်ဒုက္ခပြန်ပေးတတ်တယ်နော်အဲ့အဲ့ဒါတတိထားကို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 အားကိုရည်တီပါလုပ်ငန်းပိုင်းတွေမှာ ကိုကိုရိုင်ဥဆောင်ပြီးလုပ်ပါเนาะအဆင်ပြေလိမ့်မယ်အဲ့တော့စနေသားသမီးတွေကဒီနေ့မှာလုပ်ငန်းစီးပွားရေးပိုင်းနဲ့တူကုသိုလ်ရေးဘာသာရေးလေးတွေရှင်တွဲလုပ်မယ်အကောင်းမှုကုသိုလ်တွေလုပ်မယ်เนาะအဲ့တော့ကိုကအရှိမစီးပွားတွေမဲလုပ်နေတဲ့အချိန်ကုသိုလ်ရေးဘာသာရေးအားနေတဲ့အခါမှာကန်ဆိုးတဲ့နှစ်တွေ ကံဆိုးတဲ့လတွေမှာဘဝအထိနာတတ်တဲ့ဒုက္ခရောက်တတ်တယ်เนาะအဲ့တော့ဒီကံဆိုးနှစ်နှစ်တွေလတွေဆိုတာရှိရဲ့เนาะအများအမဲလတိုင်းကံကောင်းမနေဘူးကိုကစမ်းကြတဲ့လရှိတယ်စမ်းတတ်တဲ့လရှိတယ်ကံကောင်းမဲ့လရှိတယ်ကံညံ့မဲ့လရှိတယ်ပေါ့เนาะအဲ့တော့ဆနလအအတွင်းမှာမှာအဆိုးအကောင်းလေးတွေလည်းရှိတယ်ထို့ကြောင့်ဒီကုသိုလ်ရဲ့ဘာသာရေးရှင်တွဲပြီးသွားမယ်ဆိုရင်ခက်ခဲမှုတွေလွတ်မြောက်မယ်ပေါ့เนาะ ောက်ထပ်ငွေကြေးခံတာလေးတွေပေါ့နော်အဲ့တော့စနေသားသမီးတွေကငွေကြေးခံတာလေးတွေကြည့်တဲ့အခါမှာငွေရှားတာလွယ်ကူလာမယ်ငွေဝင်လန်းတွေပေါ်လာမယ်ငွေရရှာဖွေနိုင်မှနော်အာမြဲမယ်ဖက်ဖက်ကနေငွေရှာနိုင်ပိုအားကောင်းမယ်ကြီးပွားစေမယ်ပေါ့နော်ငွေကဝင်မယ်နော်ငွေဝင်လန်းနေတဲ့ဖက်ဖက်ကနေပေါ်လာနိုင်တယ်ပေါ့နော်ထိုအเจ้าငါတွေကိုအသုံးအဲဘာနော်အသုံးချပြီးတော့အခွေလန်းတွေကိုအခွေရည်တွေအသုံးချခြင်းဖြင့်ငွေရည်ချင်းအဆင်ပြေလာမယ်ပေါ့နော်အမေဘလိုမျိုးတွေပေါ်လာမလဲဆိုငွေရိုးပေါက်တွေ နော်ပေါ်လာလိမ့်မယ်အเจ้าမင်းမျိုးနဲ့ပေါ်လာလိမ့်မယ်ငွေရောပေါက်တယ်အဲ့ငွေရောပေါက်တွေကိုထိမ်းမှကိုကအဆင်ပြေမယ်ငွေရောချွေတာသုံးစူဆောင်းနိုင်နော်စူဆောင်းနိုင်မှအဲ့လိုမျိုးတွေနော်ငွေဝင်ရွှေလောက်တာမျိုးလုပ်ငန်းတိုးချဲ့တာမျိုးလုပ်ပေးပါအမခန္ဓာချင်းကတာလောင်းကစားလောက်တွေလုံးလို့မရဘူးခုခေတ်ပေါ်တဲ့နှလုံးသုံးလုံးဒိုင်းတို့လောင်းကစားတို့မလုံးနဲ့အကျိုးမပြူဘူးနော်ဒုက္ခရောက်တတ်တယ်အဲ့တော့ထီကံကောင်းနေရတဲ့လားစင်လာတိုင်းထီထိုးပေးအကျိုးပေးတယ်နော်ဒီကံအရန်ကောက်ပါတယ်ထီထိုးပေးပါ အဲ့တော့ဒီနေပိုင်းထဲမှာအဲ့လိုမျိုးငွေရေးကြေးကံကောင်းဖို့အမြဲတမ်းလက်ပွင့်ခရာလေးတွေရွတ်ပါအနက်ရောင်အိတ်လေးတွေစောင်းပေးပါနော်အနက်ရောင်အိတ်လေးတွေမှာဒေါ်လာတရွက်ကလေးစောင်းလက်ပွင့်ခရာလေးရွတ်ပေးပါငွေရေးကြေးကံကောင်းလာလိမ့်မယ်နော် စနေသားသမီးရဲ့တနစ်တာလကာလပတ်လုံးလူမှုရေးခန္ဓာလေးတွေပြောပေးမယ်နော်အဲ့ဒါလက်ရှိနှစ်မှာလူမှုရေးခန္ဓာပိုင်းလေးတွေကတော့ရှင်ပြန်မှုတွေအတိုက်ခံလေးတွေကတော့နိုင်ငံရှိမယ်မနာလိုသူလေးတွေရှိမယ်ပေါ့နော်ကိုယ့်ရဲ့အိမ်နွေးရေးစီးပွားရေးကိုယ့်ရဲ့ကိုယ်တာကိစ္စတွေပြတ်ပြတ်တာတိုင်မင်တာတွေမလုံးနဲ့ငါကတော့ဘာလုပ်ငန်းတွေလုပ်ဖို့ရှိရဲကွာငါတော့ဘာပြီးရင်ဘာလုပ်မယ်ဒီလိုမျိုးတွေမပြောပြနဲ့နော်ကိုယ့်ကြံသူများဥသွားတတ်တာပေါ့နော်အားလေးတွေတတိထားကိုလို့ဆရာရှိရဲအလုပ်ကိုပဲလုပ်ပေါ့နော်အဲ့လိုမျိုးမိတ်ဆွေကောင်းနေ ရရှိတတ်တယ်လို့တဲ့နော်အာရန်သူတွေလည်း ရောက်လာနိုင်တယ်เนาะအဲ့တော့ကိုယ့်ဟိုခင်တဲ့လူအကူအညီပေးမဲ့သူတွေပေါ်လာနိုင်လို့ကိုယ့်ကိုမနာလို့တိုက်ခိုက်တဲ့သူတွေပေါ်လာမယ်ပေါ့เนาะအဆိုးကောင်းတော့ဒွန်းတွဲမယ်အရာရာသတိနဲ့ပြောဆိုလုပ်ကိုင်းမှာလူလိန်ခံရတဲ့တဲ့သတိထားเนาะအကြီးကဲပိုင်းနေနဲ့အဆင်ပြေပြေတာလည်းမျိုးလေးတွေဖြစ်မယ်ခံဒီတရားလက်ကင်ထားပြီးတော့ပြုလို့ပြောဆိုပါเนาะအဲ့တော့စေတနာကောင်းကောင်းနဲ့စိတ်ကောင်းကောင်းမေးလိုရတော့အကျိုးပေးမယ်เนาะအဲ့တော့စိတ်နဲ့မြန်မာပြုလုပ်တာတွေမလုံနဲ့ပြဿနာအမှုခင်မဖြစ်အောင်နေဖြစ်ချင်းကြာမယ်เนาะအဲ့တော့အချိန်ကုန်ငွေကုန်ဖြစ်တတ်တယ်ထို့ကြောင့်เนาะအဓိကနဲ့တာမညာခွဲ ကြပြီးတော့အခန်းကြီးတရားလက်ကင်ထားပြီးတော့ပြုလို့ပြောဆိုနိုင်မယ်ဆိုရင်အရရအဆင်ပြေလိမ့်မယ်နော် မိတို့အနေနဲ့အိမ်နှွေးအိမ်နောင်ရေးခန္ဓာလေးတွေပေါ့နော်အိမ်နှွေးအိမ်နောင်ရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာအနေငယ်စိတ်ညစ်ဆရာလေးတွေရှိမယ်အိမ်မှာနော်ကြီးခဲ့တဲ့သူတွေနဲ့အဆင်မပြေဘူးအမလိုဟာမျိုးအတော်လိုဟာမျိုးအမေအဖေလိုမျိုးအကိုလိုပေါ့နော်အဲ့လိုမျိုးလေးတွေနဲ့အဆင်မပြေဖြစ်တာမျိုးလေးတွေဂျုံမဲအဲစိတ်သဘောတော့မတိုက်ဆိုင်တာတွေပေါ့နော်စန့်ကျင်မဲ့အရာလေးတွေဖြစ်ပြီးတော့အဲ့လိုမျိုးအတိုက်ခံလေးတွေစကားပြောအောင်မျိုးလေးတွေဂျုံမဲနော်နောက်ပြီးတော့အိမ်နောင်ရေးခန္ဓာလေးတွေပေါ့နော်အိမ်နောင်ရေးခန္ဓာမမိအိမ်နောင်ဖက်နဲ့မကြခဏနော် ဟောအတိုက်ခံလေးတွေအခြေအနေလေးပြောအပ်တတ်တယ်မမီနဲ့နော်ဒီမမီအိမ်အောင်ဖန်းနေရသူ့ ူတခုံးကိုတခုံးပေါ့အဲ့လိုမျိုးသူလည်းအရှုံးမပေးကိုလည်းအရှုံးမပေးနဲ့အဲ့လိုတချက်ချက်လေးတွေဖြစ်နေတတ်တယ်ပေါ့နော်။ဘာမဟုတ်တဲ့ပြဿနာလေးနဲ့တရားနဲ့တရားအရှုံးမပေးအရှုံးမပေးဖြစ်တတ်တယ်။ထို့ကြောင့်နော်အရှုံးပေးအရှုံးမပေးနားလည်မှုနဲ့လက်တွဲနိုင်ဖို့လိုအပ်လိမ့်မယ်။အိမ်နောင်ရေးမှာနော်အိမ်နောင်ရေးဆရာရှုပ်တာတွေအပျော်ပါအတောက်စားတွေအထူးရှောင်မထိုးရတွေဖြစ်လာမယ်ဆိုအိမ်နောင်ရေးမအေးချမ်းနော်။အဲ့လိုမျိုးအတောက်စားရှိပါကရန်ပေါ်တက်တယ်နော်အဲ့တော့အိမ်တော်ကြီးမှာအနောက်ရှယ်လေးတွေပေါ်လာနိုင်တယ်တစ္ဆာရှိရှိလက်တွဲပါစိတ်ဓူကိုယ်ဓူဘာသာရေးလို့ကော ောင်းမှုကုသိုလ်လုပ်နားလည်မှုနဲ့လည်းတွဲနိုင်အေးချမ်းလိမ့်မယ်နော်အိမ်တော်ကြီးနောက်ပြီးတော့ကျမ်းမိုင်ခန္ဓာလေးတွေကတော့လက်ရှိနေမှာကျမ်းမိုင်နေနေကအနှဲငယ်စီဖြစ်မယ်ယောဂကြီးကြီးမားမားမရှိပေမဲ့နော်စေတိုစေတောက်ပြိုးအပ်တတ်တယ်အဲ့ဒီနေ့အတွင်းမှာမကြာခဏဖြစ်တတ်တဲ့ယောဂတွေကဥကောင်းမကြည်တာမျိုးလေးတွေအကျော်အားနေတာအောင်ကျော်အားနေတာမျိုးလေးတွေဝမ်ပိုင်းနဲ့ပတ်သက်တာလေးအောင်နာလေးတွေရေချိုးမှားပြီးတော့ကျမ်းမိုင်ညံ့တတ်တယ်နော်အာနောက်ပြီးတော့ခြေလက်ထိခိုက်တဲ့အတားလေးတွေရှိတယ်ဆိုင်ကယ်ကားဆီယာလေးတွေတတိထားပေါ့နော် အသက်ကြီးပိုင်းနေဆိုရင်အောင်ကျော်အားနေတာမျိုးလေးတွေဥကောင်းပိုင်းမကြည့်တာလေးတွေသွေးပေါင်တက်ကြလေးတွေလေးအောင်နာလေးတွေလေးဖျန်းနာလေးတွေဖြစ်တဲ့အတွက်နော်တတိထားပါအဆဆအရာရာနော်ရေခဲရေတောက်တာလေးပန်ငါးနဲ့အိတ်တာမျိုးနော်နာပြီးတော့ရေချိုးမတာမျိုးလေးတွေနော်ဖြစ်တဲ့အတွက်ဒါလေးတွေတတိထားနော်ကျမ်းမာရေကိုနည်းနည်းလေးတော့ခယူဆိုင်တင်နေပေါ့နော်ဒီ2025မှာဒါအသက်ကြီးပိုင်းနေဆိုရင်ကျမ်းမာရေနည်းနည်းအလေးထားတင်နေပေါ့နော် နောက်ထပ်ငယ်ရွယ်သူတွေအတွက်မေတ္တာရေးကဏ္ဍလေးတွေကိုเนาะတစ်ချက်ကြည့်ပေးမယ်2025မှာအဲ့တော့စနေသားသမီးတွေရဲ့เนาะဒါမေတ္တာရေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာဆန်းအလုံးပွင့်တဲ့နှစ်ပေါ့เนาะမိမိကိုစိတ်ဝင်စားသူတွေရှိမယ်เนาะကိုယ်ကိုစိတ်ဝင်စားတဲ့သူတွေတယောက်မကနှစ်ယောက်ပေါ်မယ်မိမိထက်အတွက်ရဲ့အဖင်ကြီးသူเนาะအာမိမိထက်အစင်းနှန်းရှိသူဂုံအစင်းနှန်းရှိသူတွေနဲ့เนาะအာဒီချစ်သူကြီးစားဖြစ်တာမျိုးတွေကြုံရမယ်เนาะမိမိကိုစိတ်ဝင်စားတဲ့သူတွေပေါ်များပြီးတော့ ရွေးချယ်ခက်ခဲတာမျိုးတွေကြုံရမယ်ပေါ့နော်အစမပြေဖြစ်နေတဲ့သူတွေပြန်ပြီးပြေးမယ်ချစ်သူရည်သားမရှိဘူးဆိုချစ်သူရည်သားရလာနိုင်တဲ့စမ်းပွင့်တဲ့နှစ်ပေါ့နော်ဒီနှစ်ကတော့အဲ့လိုမျိုးအဲ့တော့စမ်းပွင့်တဲ့နှစ်ဖြစ်တဲ့အတွက်ချစ်သူရနိုင်တဲ့ကံစားတာမျိုးရှိရယ်နော်အဲ့တော့အချင်းမှနော်ဒီကိုချစ်တဲ့စာတော့သူချစ်ကိုရွေးချယ်တာပို့ပြီးအားကောင်းနိုင်တယ်နော်အဲမမိထဲ အာဒီနေ့ပိုင်းထဲမှာပညာတိုင်းတိုင်းမတိုင်းစီးပွားတာဥစ္စာတာအီချင်းရှိတဲ့သူမျိုးနဲ့เนาะအာကြုံတွေ့ရတာမျိုးအိမ်အောင်ကြတာမျိုးတွေရှိလာတတ်တယ်เนาะအဲ့တော့ချစ်သူစုံတွဲတွေအနေနဲ့ကတော့မမိချစ်သူကအနှဲငယ်ပေါ့เนาะမမိချစ်သူเนี่ยမကြခဏခရောက်ကစားလေးတွေဖြစ်တာမျိုးတွေရှိမယ်တမွင်တို့ဆေးမချမျိုးလေးတွေရှိမယ်အဲ့တော့စိတ်နစ်ထားတဲ့သူကပိုပင်မဲမယ်เนาะအဲ့မမိချစ်သူကြောင့်စိတ်ပင်မဲတာမျိုးတွေရှိမယ်တစ်ခါလေပေါ့မမိပေါ့လေးနဲ့မထားတာလေးတွေကြောင့်အခြေခံတာလေးမှာပေါ့เนาะအာစိတ်လို့မကြဘူးဖြစ်တတ်တယ်ပေါ့เนาะအနောက်ရှေ့လေးတွေ ဝင်လာမယ်အမျိုးသမီးဘက်မှသလောက်ကအမျိုးသားဘက်မှသလောက်ကအနောက်ချက်လေးတွေဝင်လာနိုင်တယ်အချင်းချင်းဆရာရှုပ်တာတွေဖောက်ပြန်တာတွေဖြစ်လာပါကမမျှော်လင့်ထားတဲ့ပြဿနာလေးတွေတက်မယ်နော်အဲ့ဒါမမျှော်လင့်မဲနဲ့လည်းအိမ်အောင်ကြနိုင်တယ်လို့တော့ပေါ်တယ်ပေါ့နော်ဒီနေ့ပိုင်းထဲမှာအဲ့ဒါမင်္ဂလာတို့အလူတို့ပြွားကန်ရှိရယ်နော်အဲ့လိုမျိုးအဲ့တော့အချင်းကန်တာလေးတွေကတော့နော်ဒါဆန်းပွင့်တဲ့နေ့ဖြစ်တဲ့အတွက်မွှေးတော်ပန်းလေးတွေမကြမကြလူပေးနော်တရဝါလေးတွေအစာကျွေးပြီးစူတောင်းပေါ့နော်ကံကောင်းမှုတွေဖြစ်လာလိမ့်မယ် နောက်ထပ်ပညာရေးကဏ္ဍလေးတွေပေါ့နော်အဲ့တော့ပညာရေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာလပညာရေးအားကောင်းသောနှစ်တစ်နှစ်ဖြစ်တယ်နော်ပညာရေးတိုးတက်အောင်မြင်မယ်သင်တန်းဆောင်မွေးကိစ္စတွေအောင်မြင်မယ်သင်တန်းတရားဂိမ်းတွေရှိရတတ်ပါမိမိဘဝအတွက်အထောက်ကူပြုမဲ့သင်တန်းတွေနော်အတတ်ပညာပြီးဆုံးသွားရင်လည်းကွာကွန်ပျူတာနဲ့ပတ်သက်တာနည်းပညာနဲ့ပတ်သက်တာဘာသာစကားနဲ့ပတ်သက်တာလေ့လာလို့ရတယ်ဆရာကောင်းနဲ့တွေ့မယ်နော်ဆရာကောင်းသမားကောင်းနဲ့တွေ့ပြီးတော့ဘုဟုသုတရေတိုးပွားမယ် အဲ့တော့ရဝေးတို့ပညာတော်တွေသွားရတာမျိုးတွေရောရှိမယ်เนาะရဝေးကအာဒီပြည်တွင်းပြည်ပအတတ်ပညာတွေเนาะသင်ကြားရတာမျိုးတွေရှိမယ်ပညာရုပ်အနောက်ဆက်လေးတွေဝင်လာနိုင်တယ်เนาะအပေါင်းသင်းကြောင့်အချင်းကြောင့်ပညာရေးထိခိုက်တတာလေးတွေအချမ်းမကြီးကြောင့်ပညာရေးထိခိုက်တတာလေးတွေတော့ရှိလာနိုင်တယ်ထိုအရာတွေကိုကြော်လာနိုင်မယ်ဆိုရင်ရရတိုးတက်လိမ့်မယ်အောင်မြင်လိမ့်မယ်ရည်မှန်းချက်တွေအောင်မြင်မဲ့နှစ်ဖြစ်တယ်เนาะဒီနေ့ကပညာရေးစာတာအရန်ကောင်းပါတယ် ောက်တဲ့နိုင်ငံခြားကံပေါ့နော်နောက်နိုင်ငံခြားကံတော့အရန်ကောင်းတဲ့နှစ်ပေါ့နော်ဒီနေ့မှာနိုင်ငံခြားခီးကံအားကောင်းတဲ့သွားမယ်ဆိုသွားလို့ရတဲ့နိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းတွေအဆင်ပြေမယ်ပြည်တွင်းပြည်ပခီးတွေသွားရမယ်ဖျားဘူးကီးစင်တော်လကောင်အပျော်ခီးတော်လကောင်ထွက်ရတာမျိုးနိုင်ငံခြားခီးဝဲတွေသွားရတာမျိုးတွေကြုံမယ်နောက်အခွင့်အလမ်းတွေလည်းပေါ်လာမယ်ပေါ်ပေါက်တာမျိုးတွေရှိမယ်ဗီဇာပတ်စပို့ကိစ္စတွေအလွယ်တကူရရှိရမျိုးတွေကြုံမယ်နော်အဲခီးစင်တွေအားလုံးကတော့ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ နန်းအနှငယ်တော့အခက်အခဲလေးတွေကြုံတွေ့ပြီးတော့အဆင်ပြေနိုင်တယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့ခီးစင်ကတော့အဆင်ပြေဖို့အနေထားမှာရှိပါတယ်အဲ့ဒီတနေ့ဒါကာလပတ်လုံးမှာပေါ့နော်ဒါကတော့ဒီစနေသားသမီးရဲ့နော်ကံကြမ္မာအစိပ်ပိုင်းနေ အဲ့တော့ဒီနေ့လောင်းကန်ကောင်းစင်မဲ့လက်ကီကနန်းလေးတွေထိကနန်းလေးတွေပေါ့နော်ကြီးတိုက်တဲ့အခါမှာခွန်ကနန်း၅ကနန်း၆ကနန်းကလက်ကီကနန်းလေးတွေဖြစ်ပါတယ်နော်ထီထိုးထားတော့လကောင်းနော်ဒီမိမိလိုရဲ့နေရာမှာအသုံးပြုခြင်းဖြစ်အရာရာအောင်မြင်နော်အဆင်ပြေမဲ့နော်ကန်ကောင်းမဲ့ကနန်းလေးတွေဖြစ်ပါတယ်အဲ့တော့ဒီဒီနေ့ တာကာလပောင်လုံးပေါ့နော်ဒီတနေ့တာကာလပဲလုံးအချိုးပေးကာလာလေးတွေပေါ့နော်အနက်ပွင့်အနက်ရောင်လေးတွေပဲရောင်လေးတွေအဝါရောင်အဝါပွင့်လေးတွေအပြာပွင့်အပြာရောင်လေးရလက်ကိကာလာလေးတွေဖြစ်တယ်ခီးသွားလာရမှာတော့လကောင်းအရေးကြီးတော့လုံးငယ်ကိစ္စတွေနော်ဒီပြောဆိုရမှာတော့လကောင်းဝစ်စင်အုံပြုခြင်းဖြစ်ကန်စရာပွင့်လန်းစေပါလိမ့်မယ်နော်အဲ့ဒီတနင်္လာပေါ့ဆောင်ရံနဲ့ရှောင်းရံကိုပြောပြပါမယ်နော်အဲ့တော့ရှောင်းရံနေနဲ့ကတော့အမဲသားစားချင်းရှောင်းသူ့တဲ့တန်ချင်းရှောင်းဖြန်လန်းနေတဲ့စီးပွားရေး နော်ရှာတာပေါ့ဖြန်းနှင်းနဲ့စီးပွားရှာတာငွေရှာတာပေါ့နော်အပျော်ပါအတောင်စားရှောင်ပေးရမှာဖြစ်ပါတယ်နော်မရှောင်ဆိုရင်တော့မမျော်လင့်ထားတဲ့ပြဿနာလေးတွေဖြစ်လာနိုင်တယ်ဒုက္ခရောက်တတ်တယ်နော်ဒါတော့ရှောင်ရမယ့်အထူးရှောင်ရမယ့်အရာပေါ့နော်ဆောင်ရမယ့်အရာပေါ့နော်အဲဆောင်ရမယ့်အရာတော့ကောင်းမှုတစ်ခုကိုနေစဉ်ပြုပါတဲ့နော်ကောင်းမှုတစ်ခုနေစဉ်ပြုပြီးဖြတ်တန်းပေးပေါ့ နေ့တစ်နေ့တာကုံဆုံးသွားပြီဆိုရင်တစ်နေ့တာအတွင်းမှာငါဘာတွေကောင်းမှုကုသိုလ်လုပ်ခဲ့ပြီးပြီလဲပေါ့နော်အဲ့တော့မနေ့မနေ့နဲ့ဖျားတောက်တော်ကြီးချန်ကပန်းကြီးချန်စီမီလူအမေဖေဝေစားလျှော်လူသွားလဲနေအမိုင်းရှင်းပေါ့နော်အဲ့တော့ကောင်းမှုကုသိုလ်လေးတွေအများရန်ပြုတ်เนาะနောက်ပြီးတော့လက်ပွင့်ကာလာလေးတွေအန်တီအကင်းကာလာလေးရွတ်ပဲရွတ်မယ်ဘာသာတရားလေးတွေကန်ရှမ်းပြီးတော့ဖြတ်တမ်းမယ်เนาะအဲ့ဒါဆိုရင်ဟောဒါအကန့်ကောင်းခြင်းတွေပိုင်ဆိုင်နေမှာဖြစ်တယ်เนาะဒါတော့ဆောင်ရမယ့်အရာပေါ့ နောက်ထပ်ဒီတနင်္လာကံကောင်းဖို့အတွက်ပြုလုပ်ရမယ့်ရေရာလေးတွေပေါ့နော်ဒါရေရာလေးတွေကတော့ဖះရေရာလေးတွေပြောပြပါမယ်အမြဲလုံးမိမိအိမ်မှာမင်းမျိုးပန်းလေးတွေတပြေပန်းလေးတွေကတ်လူပေးပါနော်ပေါက်ပေါက်တပွဲထန်ပေါက်တပွဲအမြဲတမ်းကတ်လူပြီးတော့လူရဆူတောင်းပေးပါတယ်နော်အဲ့တော့မျိုးလေးတွေလူရဆူတောင်းပေးခြင်းဖြင့် ဟာကိုဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုပေါ့နော်ဆန္ဒပြုပြီးတော့ဆူတောင်းမှာနော်လှူပါကန်ကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်ဖေဟာလူတာမဟုတ်ရှင်တော့ကိုကအလူတန်းလုပ်ရှင်တာပေါ့နော်အလူတန်းလုပ်တဲ့နေရာမှာလဲနော်အလှူလို့ရတယ်ကျွေးလိုက်ပြီးတော့ပေါ့နော်မရှိစင်းသားလေးတွေကိုကျွေးမွေးတဲ့နေရာမှာလဲဒါဒံပေါက်တို့နော်အလိုမျိုးလေးတွေကျွေးမယ်ဆိုရင်လည်းပဲကန်ကောင်းမှုတွေရရှိလာမှာဖြစ်ပါတယ်နော်အနောက်ပြီးတော့မလုပ်ပြရမလဲဆိုတော့ရေလူပါမီးလူပါနော်အရေလူပါမီးလူပါအမြဲပေါ့နော်အမြဲတမ်း မဲ့ပေါ့အာဒီကိုကဝင်ငွေလေးတွေကောင်းမယ်စီးပွားရေးကောင်းလာမယ်ဆိုရင်ဌာနကောင်းမှုလေးတွေပြုပေးပါနော်အာရကန်ကောင်းကြီးတွေပိုင်ဆိုင်နေမှာဖြစ်တယ်။နောက်အညံလေးတွေပါပြအောင်ငှက်စာလေးကျွေးမယ်ခွေးစာလေးတွေကျွေးမယ်ငှက်ကလေးတွေလွတ်မယ်ငားလေးတွေလွတ်မယ်နော်။နောက်ပြီးတော့တက်ကြီးနာမကျန်းဖြစ်နေတဲ့တက်ကြီးရွယ်ဦးလေးတွေကိုဆေးဝါးတက်စာလှူပြီးတော့ စုတောင်းမှာတဲ့เนาะကံအညံ့တွေပပျောက်သွားပါလိမ့်မယ်เนาะကိုယ်မှာကံညံ့ပြီဆိုရင်အဲ့ဒီရေတရားလေးတွေပြုတ်လိုက်ပါเนาะအဲ့ဒါအညံ့တွေပပျောက်သွားလိမ့်မယ်ဒီရေတရားလေးတွေကိုဒီတနည်းပတ်လုံးကျင့်သုံးသွားမယ်ဆိုရင်ခက်ခဲမှုတွေလွတ်မြောက်မယ်အဆအဆအရာရာအဆင်ပြေမှုတွေဖြစ်လာလိမ့်မယ်ဒါတော့2025ခုနှစ်ကြီးအတွက် စနေသားသမီးတွေရဲ့အထူးဟော့စတန်ကြီးဖြစ်ပါတယ်နော်ဆင်မပြောတဲ့အတိုင်းလိုင်းနာကျင်သုံးခြင်းဖြင့်တနစ်ပတ်လုံးကံကောင်းမှုတွေရရှိလာမှာဖြစ်ပါတယ်နော်အဲ့တော့ဆင်မကဒီ2025မှာရောလာဆင်တိုင်းဟော့စတန်လေးလည်းထုတ်မှာဖြစ်ပါတယ်နော်ဆင်မတို့ရဲ့ YouTube တခြားခွန်က YouTube Facebook Viber လေးတွေကိုလိုက်ရယ်ရှယ်လေး နော်ပြုလုပ်ပေးပါဆက်ကရိုက်လေးပြုလုပ်ပေးပါနော်ဆရာမနဲ့ဓာတ်ရိုက်ဆက်သွယ်ကျင်နာတော့လကောင်ဆရာမရဲ့ hostel မျိုးပေါ့နော်နားထောင်ကျင်နာတော့လကောင်အတန်ဖိုင်စာပိုင်လိုချင်နေဆိုရင်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်အနေနဲ့ကတော့0 Fiber ဖုန်းနံပါတ်เนาะဒီရိုးရိုးဖုန်းနံပါတ်ဖြစ်တဲ့39965883935ကိုဆက်သွယ်ပြီးတော့မေးလို့ရပါတယ်เนาะအဲ့တော့ဒီလက်ရှိ2025မှာเนาะ2025ခုနှစ်ကြီးထဲမှာစနေသားသမီးတွေအဆဆအရရအဆင်ပြေမှုရှိကြပါစေ လုပ်ငန်းစီးပွားပိုင်းတွေတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးတွေအန်ဒီယဘေးတွေကင်းဝေးကြပါစေရီမှန်းချက်ရည်ရွယ်ချက်တွေအောင်မြင်ပြီးတော့ စိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့